ကာမတဏအခန်း29ဥဒုံဓာနဲ့ကိုမြင့်စွေဥဒုံဓာနဲ့ဝီနီးတင်နေတဲ့အတွက်ကိုမြင့်စွေခနာဆောင်နေရတယ်ဝီနီးတင်ပြီးလို့ဥဒုံဓာနဲ့တွေ့တဲ့အခါကိုမြင့်စွေကအဖြစ်ပြက်တွေကိုအကုန်လုံးရှောက်တယ်အဲ့ဒီအခါဥဒုံဓာကလူကလေးမှလည်းဖိဖိအတွက်ဒီဒုက္ခတွေနဲ့တွေ့ရတာပဲဖိဖိစိတ်မကောင်းမှုကိုလို့ပြောတယ်ဒါကကံစီမယားအတိုင်းပေါ့ဗျာလို့ပြန်ပြေတယ်ဖိဖိအနေနဲ့က ဟုံးကြီးဆိုတော့ယူလိုက်ပါလို့လည်းမတိုက်တွန်းနိုင်ဘူးမယူနဲ့လို့လည်းမတိုက်တွန်းနိုင်ဘူးအဲ့ဒီတော့ယူဖို့မယူဖို့ဆိုတာလူကလေးဟာလူကလေးဆုံးဖြတ်ပြီးတော့ဒါပေမဲ့လူကလေးမှာရှိနေတဲ့တန်တရားနဲ့ပတ်သက်လို့တော့ဖေဖေမေကွန်းနဲ့နဲ့မေးချင်တယ်မကင်လာမသေးခင် သူ့သမီးကိုအပ်ခဲ့တော့ကသူ့သမီးကိုဘသူဘွားနဲ့ပေးစားလိုက်ပါလို့ပြောပြီးအပ်ခဲ့တာလားဒါမှမဟုတ်ရင်လဲစောင်းရှောက်လိုက်ပါလို့တာမန်အပ်ခဲ့တာလားလို့မေးတယ်ဘယ်သူဘွားနဲ့ပေးစားလိုက်ပါလို့မမှားခဲ့ပါဘူး စောင်းရှောက်လိုက်ပါလို့တာမန်သာအပြစ်ခဲ့တာပါပဲလို့ဖြေတယ်။မင်းနဲ့မတွေ့ခင်တော့ကမမေကြီးမှချစ်သူများရှိနေပြီလား။အဲ့ဒီချစ်သူရဲ့လက်ထဲကမင်းကအတင်းလူယူလိုက်တလားလို့မိတယ်။တပြိတော့နဲ့မတွေ့ခင်တော့ကမမေကြီးမှချစ်သူတယောက်မှမရှိပါဘူး။တပြိတော့နဲ့မတွေ့ခင်တော့ကမမေကြီးဟာယောက်ျားအတင်းပေးစားရင်ဇွဲယူရသေးဖို့တောင်းကြိုးတချောင်းဝေထားပါရဲ့။မလေးကမှတော်လေးကိုဒီကြိုးချော့တောင်းခိုင်းပြီးတပြိတော့ကိုယ်တိုင်ဓာတ်နဲ့ခုတ်ပစ်လိုက်ရပါတယ်လို့ဖြေတယ်။ ဒီလိုပဲပစ္စည်းချမ်းသာတဲ့မိန်းကလေးတွေကိုထိန်းသိမ်းစားကြရတဲ့လူတချို့ရှိတယ်။ဒီလူတွေမှာပစ္စည်းတွေကိုမှတ်ပြီးမိန်းကလေးကိုအရာချိုင်မယ်ဆိုတဲ့ရုံမာတဲ့စိတ်တွေရှိတယ်။မိန်းကလေးဆိုတာခရယကံမြောက်တစ်ချိန်နှစ်ချိန်တော့ကျူးလွန်ခံရပြီးရင်တန်းတန်းဆဲဖြစ်တယ်ဆိုတာဒီလူရုံမာတွေသိတယ်။အဲဒါကြောင့်ဒီမိန်းကလေးတွေနဲ့နှစ်ယောက်ချင်းမကြာခဏတွေ့ရတဲ့အခွင့်အလမ်းတွေကိုအလွဲသုံးစားလုပ်ပြီးဒီမိန်းကလေးတွေကိုလူရုံမာတွေဟာခရယကံမြောက်ကျူးလွန်ကြတယ်။ လွန်ကျူးကြတယ်။ဒီမိန်းကလေးဟာတန်တန်းဆဲဖြစ်လာပြီဆိုတော့မှဒီလူယုံမာတွေဟာဒီမိန်းကလေးတွေရောပစ္စည်းတွေရောတင်ပိုက်လိုက်တာပဲ။မင်းရောအဲ့ဒီယုံမာတဲ့ရေချင်မျိုးနဲ့မမ်းမကြီးကိုကိုတိလက်ရောက်ကာယကံမြောက်လွန်ကျူးထားတာများရှိလား။ရှင်ဖေးဖေးကိုမှန်မှန်ပြောလို့မိတယ်။ဒီအချိန်ထိတခါမှမလွန်ကျူးဘူးဘူး။အမှန်သာပြောရင်မဟာဝိဇင်ကြီးရဲ့မာအမြဲခံရပါစေလို့ချိန်တယ်။မချိန်မနဲ့လူကလေးရဲ့ဖေးဖေးယုံမာတယ်။ အဲ့ဒီလိုမလွန်ကျူးဘူးဆိုတာဟုတ်ပြီးနှစ်ယောက်ချင်းမကြာခဏတွေ့ရတဲ့အခွင့်အလမ်းတွေကိုအလွဲသုံးစားလုပ်ပြီးဒီမင်းကလေးဟာကိုယ်ကမပပအောင်တစ်ချိန်နှစ်ချိန်ဖြစ်စီအချိန်ပေါင်းများစွာဖြစ်စီနှုတ်နယ်ကိုတွေးဆောင်ပူတလားလို့မိတယ်။တပြည့်တော်ကိုချစ်ပါဆိုတာဒီကနေ့ရဲ့ဒီဒီသူငယ်မကလေးကိုတပြည့်တော်တခါမှမပြောဘူးပါဘူးလို့ဖြစ်တယ်။နှုတ်နယ်မပြောဘူးဆိုတာတော့ဟုတ်ပြီးကိုယ်အမူအရာမျက်နှာထားအမူအရာနဲ့ကိုတွေးဆောင်ပူတလားလို့မိတယ်။ ဒါတော့တပည့်တော်အတိအကျမလျှောက်ထားတတ်ဘူးဗျာ။တပည့်တော်တတိယတိုင်းတော့ဒါမျိုးတွေနည်းနည်းကလေးမှမဖြစ်ရအောင်ကြိုးစားပြီးထိန်းတာပဲ။အဲဒီလိုထိန်းနေတဲ့အထက်ကသတိလစ်ပြီးတခါတလေသူ့ကိုကြည့်မိတာရှိရင်ရှိမယ်။ပြုံးမိတာရှိရင်ရှိမယ်။ကိုယ်နဲ့နှုံနဲ့မပြတ်မပြီးပဲမဲ့စိတ်နဲ့တော့တခါတလေပြင်းမမိပါတယ်လို့ပြည်တယ်။စိတ်ကတော့ထိန်းဖို့ခက်တယ်လို့ဥတုံတာကပြောတယ်။ဒီသူငယ်မကလေးမင်းဘက်ပါလာအောင်ရောဂီစရာတွေနဲ့ပေါင်းပြီးရတနာဒီပန်းဆေးပြောင်းနိုင်ထွန်းသားတို့ အင်းချတာတို့လက်ဆင်သွားပြီးတခုခုလှုပ်တာတို့အောင်လန်းစရာတွေနဲ့ပေါင်းပြီးမင်းကြီးထမိန်စားတွေလူမျိုးတွေတစုပေါင်းတွေကိုတောင်းလို့မြောက်လို့လှုပ်တာတို့ညင်ညင်ပပရယုံဓမာရီရုံတော်ထားတဲ့ခက်စည်းဆိုတာတွေနဲ့စီးခတ်တာတို့ကိုမင်းလှုပ်ဘူးသလားလှုပ်ဘူးရင်ဖေဖေကိုမမှန်ပြောလို့မိတယ်။ဒါကတခိခိနဲ့ရဲပြီးဓာရီဟာငရဲကိုမကြောက်တတ်တဲ့လူတွေမှလှုပ်တာပါ။တပြီတော့ငရဲကိုကြောက်တတ်ပါတယ်ဗျာ။မလှုပ်ဘူးပါဘူးလို့ဖြေတယ်။ဒီလိုဖြေပြီးတော့မှ ဒီဆရာတွေတကယ်စွမ်းနေဆိုရင်ဒီကောင်မကလေးတပြည့်တော်ကိုမုံသွားအောင်လုပ်ချင်ပါတယ်ဗျာလို့ပြုံးပြီးပြောတယ်။ဘေးရင်ဆရာတွေနဲ့ပေါင်းပြီးတော့ဒဲရိုက်တာတွေဘာတွေလုပ်ဖို့လားလို့မေးတယ်။မလုပ်ဘူးပါဘူးလို့ပြေတယ်။မမေကြီးဟာအရွယ်ရောက်ပြီလားလို့မေးတယ်။အန်သက်ဘလောက်ရှိမှအရွယ်ရောက်တယ်လို့ရှင်ဖျားယူဆတယ်တော့မလျှောက်တတ်ဘူးဗျာ။ဥပဒေအရ26နှစ်ဆိုရင် အရွယ်ရောက်ပြီအကြီးဟာတပြည့်တော်တို့သူ့အမေကအတော့ဆက်ရှင်နေရှိနေပြီလို့ပြေတယ်။ဒီလိုဆိုရင်ဖြင့် လူကလေးအားရှင်းကြီးပဲဘာဖြစ်လို့တန်တရားဖြစ်နေသလဲဆိုတာဖေဖေမသိဘူးလို့ပြောတယ်။တပည့်တော်ရဲ့တပည့်ကလေးလူညီကလေးလူဖြစ်နေတဲ့ဝန်တော်ကလေးမောင်ချက်တင်ဆိုတာရှိရဲ့ယောက်ကလေးကလည်းတနာကမသဘောကလည်းသိခုံနေယရနာသုံးပါးလည်းသိကန်ဆိုင်နေအဲ့ဒါကလေးနဲ့ပေးစားဖို့စပြောရုံရှိသေးတယ်။တော်တော်ဆိုပြီးအကြည့်ထော်တာပဲတပည့်တော်ဒီလောက်ထိစေတနာထားခဲ့ပါလေလို့ပြောတယ်။အေးဒီတော့လူကလေးဟာသိရှင်းနေတယ်ဒီလောက်ရှင်းရတာနဲ့တန်ရရှိနေတာဖေဖေအံ့ဩတယ်လို့ပြောတယ် ဒါလည်းမကသေးပါဘူးဗျာအရှင်ဘုရားကိုတော့အကုန်လျှောက်ရမှာပဲဒါကတော့အရှင်ဘုရားရဲ့ဝမ်းထဲမှာပဲထားပါသူ့အဖေရှိတော့ကယောက်ျားအတင်းပြစားရင်ဆွေးရှုပ်ကြသည်ဘူးဆိုပြီးဝဲထားတဲ့ကြိုးကိုသူ့အမေတေးပြတဲ့အခါလွှမ်းပြဘူးတပြည့်တော့သူ့ကိုမယူပဲထွက်သွားရင်ဆွေးရှုပ်ချဖို့ဆိုပြီးတိတ်ထားတယ်မနေ့ကမှဒေါ်လေးချော့တောင်းလို့ရလာတယ်ဒီလိုရတာလဲတခြားကြောင့်မဟုတ်ပါဘူးအခုတော့ရှင်းပါပြီတပြည့်တော့အိမ်ကိုသူ့ပြောင်းလာမယ်ဆိုတာဆုံးဖြတ်ပြီးတာကြောင့်ရတာပါပဲလို့ပြောတယ် တိတ်ရှင်းပါပြီသားရဲ့တန်တရားမရှိပါနဲ့တော့လို့ဥတုံနာကပြောတယ်တပည့်တော်မိခွန်းတစ်ခုရှောက်ချင်ပါသေးတယ်ဗျာတပည့်တော်ဟာခဏလောက်အစိုးရအမှုထမ်းပြီးဘုန်းကြီးလုပ်ပါမယ်လို့မိမိကိုဂရီပေးခဲ့တာရှိတယ်အဲ့ဒီဂရီကိုဖျက်လို့ခေါင်းပါမလားလို့ရှောက်တယ်ဒီမိခွန်းကိုဘုန်းကြီးအနေနဲ့မဖြစ်အပ်ဘူးတင်တယ်လို့ဥတုံနာကပြောတယ်တပည့်တော်မှာဒီအချက်ကြောင့်လဲအင်မတန်အကျဉ်းချက်ဖြစ်နေတယ်တစ်ဖက်ကလည်းမိမိကိုပေးထားတဲ့ဂရီရှိနေတယ်တစ်ဖက်ကိုကြည့်ပြန်တော့လဲ ဒီလိုထွက်သွားရင်ဇွဲကြောချသေးမယ်ဆိုတာရှိနေတယ်။အကြီးကတော့ဒီအချက်နဲ့ပတ်သက်ပြီးအကြံတစ်ခုပေးထားတာရှိနေတယ်။သူ့အကြံကလည်းမစိုးလာပါဘူးလို့ပြုံးပြီးပြောတယ်။ဘလို့အကြံလဲလို့ဥဒုံသားကမေးတယ်။ဖေဖေနဲ့မေမေအကြောင်းကို သူကသိနေတယ်။အဲဒီတော့မေမေနဲ့အစကတိလရှင်လို့ပို့ပဲဖေဖေကိုတနာတာနဲ့တိလရှင်မလို့ပဲဖေဖေကိုယူတယ်တဲ့။ဖေဖေကအစကဖုန်းကြီးလို့ကိုဆက်ရှိတာမဟုတ်ဘူး။မေမေနဲ့ရမှမေမေကဟောတာနဲ့အကျိုးတရားရပြီး ဘုန်းကြီးဖြစ်သွားတယ်တဲ့အဲ့ဒီတော့တပည့်တော်လည်းအခုဘုန်းကြီးမလုပ်ပါနဲ့အောင်တဲ့သူ့ကိုမချစ်တောင်းတနာပြီယူပါတဲ့ပြီးတော့သူ့ကိုအကျိုးတရားရအောင်ချွတ်ပါတဲ့သူ့အကျိုးတရားရတော့သူကတိလာရှင်လို့တပည့်တော်ကဘုန်းကြီးလုပ်ပါတဲ့သူ့အကျံကလည်းမစိုးလာဘူးဗျာလို့ကိုမြင့်စွေကပြုံးပြီးရှောက်တယ်ဥတုံနာလည်းပြုံးနေတယ်တပည့်တော်ကတော့ဒီလိုစိတ်ကူးထားပါတယ်မိမိကိုပေးထားတဲ့ဂရီကိုလည်းလေးစားရရအောင်အခုလာမယ်ဝါရင်သုံးလအတွင်းစကိုင်းမှာဘုန်းကြီးသွားလုံမယ် ီမှာဆိုတော့သူတို့လာနေကြမှာ ਨੇ တရားကောင်းကောင်းအားထုတ်လို့ရမှာမဟုတ်ဘူးတရင်ကျွတ်တော့မှလက်ထက်လက်ထက်ပြီးမိမိစိတ်ဝင်စားတဲ့စာပြန်ပွဲတွေကိုဖူးဖို့လက်ထက်တုန်းကလို့ပြန်ပြီးစီကောင်းအောင်လုပ်ဒီသန္ဓနာရှိတာကိုလည်းအစွမ်းကုန်အားပြီးအဲ့ဒီလိုစိတ်ကူးထားပါတယ်လို့ပြောတယ်ဒါကတော့လူကလေးသဘောပဲလို့ဥတုံနာကပြောလိုက်တယ်ကိုမြင့်စွေအိမ်ပြန်ရောက်အောင်ချင်းလေပင်ညောင်ရီဦးဖြစ်နေရှာတဲ့အကြီးကဘုန်းကြီးကဗာပြောလိုက်တဲ့အကူကြီးလို့မိတယ်ကိုမြင့်စွေကအကြီးပြောတဲ့အတိုင်း တရင်ကျုံမှာလက်ထက်မယ်အဲ့ဒီလက်မထက်ခင်သူ့မမေကိုဂရီးပေးထားတဲ့အတွက်သူ့စကိုင်းသွားပြီးဝါရင်သုံးလဖုန်ကြီးဝင်မယ်မိမိပေးထားတဲ့ဂရီးကိုလေးစားတဲ့အနေနဲ့အလဲတကအနည်းဆုံးဒီလောက်တော့လုပ်ရမယ်လို့ပြောတယ်အကြီးကလက်ထက်ပြီးမှဝို့ဖို့ပြောတယ်လက်ထက်ပြီးမှဝို့မယ်ဆိုတာမဖြစ်နိုင်ဘူးလို့ကိုမြင့်စွေကပြောတယ်ဒါဖြင့်ဝါကဲမမဝဲလို့အကြီးကပြောတယ်ဝါကဲမမဆိုရင် အကြီးခဏခဏလာနေတာနဲ့တရားအထုတ်နိုင်မှာမဟုတ်ဘူးလို့ကိုမြင့်စွေကပြောတယ် အကူကြီးစကိုင်းသွားရင် ပြန်လာမှာမဟုတ်ဘူးအကြီးကိုပြစ်ပြရပဲလို့အကြီးကပြောတယ်အကြီးစိတ်ချရအောင်ခုတရက်နှစ်ရံအတွင်းမြို့ပေါ်ကလူကြီးတွေကိုဖိတ်ပြီးစိတ်ဆက်ကြောင်းလန်းဝဲတခုလုံးမယ်အဲ့ဒီမှာတရင်ကျော်လက်ထံပဲဆိုတာကိုပါချိန်ညားမယ်ဓာတ်ထပူပြီးခိုင်လုံတာမရှိဘူးလို့ကိုမြင့်စွေကပြောတယ်အကြီးကဒါကိုသဘောကျတယ်ဒါပေမဲ့စကိုင်းကိုသူ့လဲလိုက်မယ်လို့ပြောတယ်စကိုင်းကိုကြည်လိုက်လာရင် သူတရားအားထုတ်နိုင်မှာမဟုတ်ဘူးအကြီးကသူလဲတရားထုတ်မယ်လို့ပြောတယ် ါပေမဲ့အလုပ်ကိုပိုင်ရှင်တယောက်မှ မရှိပဲသုံးလကြောင်ပြစ်ထားတာမကောင်းဘူးသူစကိုင်းမှရှိတော့အကြီးကအလုပ်ကိုခရူးဆိုင်ပြီးကြီးလို့ကိုမျက်စွေကပြောတယ်မင်းစားစားပြီးတဲ့အခါဓမင်းစပွဲကုံပေါ်မှာထိုင်ရင်ကိုမျက်စွေကကဲမရွှေကြီးဒီလောက်ခိုင်လုံဒီလောက်စစ်ချရရင်အိမ်ပြန်တော့ကွယ်လို့တခါမှမခေါ်စဘူးအကြီးကိုမရွှေကြီးလို့ခေါ်ပြီးပြောတယ်အကူကြီးကလည်းဆိုပြီးကိုမျက်စွေကိုပြုံးစည်းစည်းလုံရင်ကြည့်နေတယ်ဘယ်နဲ့လဲပြန်မယ်မဟုတ်လားလို့ကိုမျက်စွေကထပ်ပြီးမိတယ် အကိုကြီးကဘာဖြစ်လို့ဒီလောက်တောင်လုံးနေတာလဲအကြီးမပြန်သေးဘူးအကိုကြီးစကိုင်းကိုသွားတော့မှပြန်မယ်လို့ပြောတယ်အကြီးကအကိုကြီးစကားကိုတခါမှနားမထောင်သေးဘူးကိုလိုချင်တာတွေကိုပဲဇွတ်တိကိုရှောက်လုံနေတယ်ဒီလိုသားဆိုရင်အိမ်အောင်ကြပြီတဲ့ကအကိုကြီးတိတ်ဆိတ်ညံ့ရမှာပဲအကိုကြီးကတော့အကြီးစိတ်ချမ်းသာအောင်ဘာဖြစ်ဖြစ်လှူလိုက်ရတယ်ဆိုပြီးတပတ်ကိုငေးကြည့်နေတယ်အကြီးဟာကိုမြင့်ဆွေကိုပြုံးစီစီကြည့်ရင်အကိုကြီးနဲ့အိမ်အောင်မကြခင် အကူကြီးစကားနားထောင်နေရင်ဘယ်တော့မှအကူကြီးနဲ့အကြီးနဲ့အိမ်အောင်ကြရမှာမဟုတ်ဘူးအိမ်အောင်ကြပြီးတော့အကူကြီးစကားကိုအကြီးဘယ်တော့နားထောင်လဲဆိုတာကြည့်ဖို့လို့ပြန်ပြောတယ်။ကိုမြင့်စွေလည်းတစ်ဖက်ကိုငေးပြီးကြည်မြဲကြည့်နေတယ်။ဘာမှမပြောဘူး။အကြီးလည်းကိုမြင့်စွေရဲ့ကလထိုင်နောက်ဘက်ကိုရောက်သွားတယ်။နောက်မီတန်းပေါ်မှာသူ့လက်နှစ်ဖက်ကိုတင်ပြီးကိုမြင့်စွေရဲ့ငယ်လေးကို သူ့မေးစင်းနဲ့ပုံနေတယ်။ပြီးတော့မှကိုရင်ကိုလာတဲ့ဧည့်သည်ဆိုတာစိတ်မဆိုးရဘူးအကူကြီးရဲ့လို့ပြောပြီး နေစဉ်နဲ့ကိုမြင့်ဆွေရဲ့ငယ်လေးကိုပုံမြင်ပုံနေတယ်။ကိုမြင့်ဆွေလည်းရာကြီးကြီးဖြစ်လာပြီးရဲခြင်းနဲ့ဒါပေမဲ့ဟန်လုံနေတယ်။အဲ့ဒီလုံပို့ရင်အိမ်မှာနေရတာအကြည့်တယောက်တည်းပြင်းနေဒီမှာအကိုကြီးနဲ့နေရတာပျော်တယ်လို့ပြောတယ်။ပြောရမှနေရတာမဟုတ်ဘူးအကြီးတော်ရမှနေရတယ်။ဒီရှိလာအောင်အကိုကြီးပြောအောင်လို့ခေါ်လိုက်တယ်။အကြီးလည်းသူ့ကရထိုင်မှာပြန်ထိုင်နေတယ်။အကိုကြီးနဲ့အကြီးဆိုတာအင်းအောင်ကြသေးတာမဟုတ်ဘူးစိတ်ဆက်ကြောင်းလန့်တာတော့မလုပ်ရသေးဘူး။ အဲ့ဒီလိုအခါမျိုးမှာမြန်မာထုံးနှန်းစင်လာရယောက်ျားကလေးနဲ့မိန်းကလေးဟာအတူတူနေရတာမဟုတ်ဘူးအကြီးဟာဒါတွေဘာမှမသိဘူးအကြီးကအခုလိုဘသူမှခရီးမဆိုင်ထုံးနှန်းစင်လာကိုမှရေးမလို့ပဲနေရင်သလိုနေသွားရင် အကြီးရဲ့တမိကြတော့အကြီးဘလို့ဆုံးပါမလဲဒါကြောင့်မို့အကိုကြီးပြောတာနားတော့မှာအကိုကြီးဟာအကြီးကိုမကောင်းတဲ့နီလန်းဘယ်တော့မှမပြဘူးလို့ပြောတယ်အကြီးလည်းဘာမှမပြောဘူးနားထောင်နေတယ် ဲ့ဒီတော့ကနေညနေထမင်းစားပြီးရင်အကြီးအိမ်ပြန်အကူကြီးလိုက်ဖို့မယ်ဟုတ်လားလို့ပြောတယ်။အကြီးလည်းကောင်းကြိမ်နဲ့ညဘာထမင်းစားပြီးအကြီးကိုကိုမြင့်ဆွေအိမ်လိုက်ပို့တယ်။အကြီးတို့တိုက်ကိုရောက်တဲ့အခါကြောင်ကိုအစီကံတယောက်ကရိုက်နေတာတွေ့ရတယ်။ကိုမြင့်ဆွေကကြောင်ကိုဘာဖြစ်လို့ရိုက်နေရသလဲလို့မိတဲ့အခါဇပွဲကပေါ်မှာဟင်းကွက်တွေတက်နိုင်နေတာကြောင့်လိုက်ရိုက်နေတယ်လို့ပြန်ပြောတယ်။ကိုမြင့်ဆွေကမရိုက်ပါနဲ့ကွကြောင်မစားစီခြင်းရင် ဟင်းခွက်တွေကိုအုတ်ဆောင်ကလေးနဲ့အုပ်ထားလို့ပြောတယ်။အကူကြီးကဒီလိုပြောတော့ဖေဖေရှိတော့ကဖြစ်ပြတဲ့ခုကိုအကြည့်သွားပြီးတတိရတယ်။တနေ့မှဖေဖေတမင်းဆောင်မလို့လုံတော့ကျောင်းက ဟင်းခွက်တက်နိုင်တယ်။ဖေဖေကကျောင်းကိုအတင်းလိုက်ဖန်ခိုင်းတယ်။ကျောင်းကထွက်ပြီးတော့ဒုံကြီးနဲ့အကောင်တကောင်ကပြစ်လိုက်တာခြေထောက်နဲ့ခါနဲ့ကျိုးသွားတယ်ထင်တယ်။ဖေဖေစီကကျောင်းဖန်းသွားတော့သူ့ရှိမှပဲကျောင်းကိုထပ်ပြီးရိုက်ခိုင်းတယ်။မသိမရှိဖြစ်နေတော့မှဂုံအိတ်ထဲခဲတွေထည့်ပြီးမြေထဲမှာပြစ်ခိုင်းတယ်။ ဖေဖေဟာတိတ်ပြီးရစင်တာပဲအကူကြီးတော့မဟုတ်ဘူးကြောင်ကလေးကအကြည့်ကြောင်ကလေးငွေးစားကလေးကအကြည့်နွားလို့တိုက်ပြီးမွေးလာတာအဲ့ဒီတော့ငါကြောင်သေးတယ်လို့ဖေဖေလည်းတေးချင်းစုနဲ့တေးပါစီလို့အကြည့်တော့ဟိုတော့ငါချိန်ဆလိုက်တာပဲလို့အကြည့်ကပြန်ပြောတယ်ဟောက်မလေးကြီးဒါကိုနောက်ထပ်ပြောနေတော့အဖေမီးဆိုတဲ့ခုံကြီးဟာဘလောက်ထိကြီးကျယ်တယ်လဲဆိုတာအကူကြီးပြောပြမယ်ရှေးတော့ကစစ်သူကြီးတယောက်ရဲ့မိမမှာကိုုံရှိလာတယ်။ဘယ်ရင်မီးကြီးတော့သားကလေးမွေးမယ် ီကလေးကြီးလာရင်အဖေကိုတတ်မယ်လို့ဟောတယ်။အဲ့ဒါနဲ့အဖေကဒီကုံဖြတ်ချခိုင်းတယ်။ကုံကရင့်နေတဲ့အတွက်ဖြတ်လို့မရဘူး။မွေးလာတဲ့အခါဒေသားကလေးကိုအဖေကလွတ်ပြခိုင်းတယ်။တောင်ဘောကလွတ်ပြလိုက်တာ။တောင်ဆောင်ကခြုံပေါ်မှာတင်းနေတယ်။အင်ဂျင်ရဲ့နိုင်ငံကစိတ်ချောင်းသားတယောက်ကကလေးကိုတွေးပြီးမွေးစားထားတယ်။ကြီးလာတဲ့အခါအဲ့ဒီသားဟာဘင်းစီမှာစစ်မှုထမ်းတယ်။ကြားတော့စစ်သူကြီးဖြစ်လာတယ်။သူ့အဖေနိုင်ငံနဲ့သူ့နိုင်ငံစစ်ဖြစ်တဲ့အခါသားဖာနဲ့အောင်စစ်မြေပြင်မှာတွေ့ကြတယ်။ သားကလေးကအဖေမှမသိဘူးလမ်းနဲ့ထိုးလိုက်တာအဖေသိသွားတယ်အဲ့ဒီသားဟာပြိတုခါရကကန်ထိုက်တယ်လို့အကိုကြီးတို့ငယ်ရုံးကအဘိဓမ္မာဆရာကြီးတရားဟောတာကြားဦးတယ်ပြိတုခါရကကန်ဆိုတာအဖေကိုတတ်တဲ့ကန်ကိုခေါ်တယ်အဲ့ဒီကန်ဟာလူရိုးရိုးတယောက်ကိုတတ်တဲ့ပါဏာတိပါဒာကန်ထက်ဆိုတယ်အဖေဟာသားရဲ့တေချောင်းကိုကြံခဲ့ပြီးတဲ့အဲ့ဒီအဖေကိုသားကတတ်ရင်ပြိတုခါရကကန်ထိုက်တာပဲအမေကိုတတ်ရင်မာတုခါရကကန်ထိုက်တာပဲ ဒီကံလေးကိုထိုက်နေတဲ့လူတွေဟာဘယ်လောက်ကုသိုလ်တွေလုပ်လို့တည်ရင်ငရဲကြတာပဲဒီလိုလူမျိုးတွေဟာအဲ့ဒီဘဝမှာဘလို့ပဲအထောက်အထုပ်မညံဖူညံမရနိုင်တော့ဘူးမိဘရဲ့ကုံဟာဒီလောက်အထိကြီးတယ်အစားတသက်ဟာဖခင်ရဲ့တရားတော်ကိုတကြိမ်နာရပြီလျင်မညံဖူညံရနိုင်တဲ့ပါရမီရှိတယ်ဒါပေမဲ့အဖေကိုတတ်ထားတဲ့အတွက်ဖခင်ရဲ့တရားကိုနာယူရပေမဲ့မညံဖူညံမရဘူးတည်တဲ့အခါငရဲကြရတယ် အင်ဂူလီမာလာဟာလူတွေကိုထောင်ထဲချပြီးတက်ခဲ့ပြီးမြဲဖျားနယ်တွေ့ပြီးအကျိုးတရားရတယ်။နောက်တော့တရားထုတ်တဲ့အခါရဟန္တာဖြစ်သွားတယ်။ငရဲမကန်ရတော့ဘူး။နိဗ္ဗာန်ဆံဝင်ရတယ်။အဲ့ဒီအင်ဂူလီမာလာဟာအဲ့ဒီတုန်းကသူ့အမေကိုသာတမေးချင်းရဟန္တာလည်းမဖြစ်နိုင်တော့ဘူး။တေးသားနဲ့ငရဲကြပြီးတကဘာလုံးလုံးခံရတယ်။အဲ့ဒါကြောင့်သူ့အမေကိုမတက်မိအောင်မဟာကရုဏာရှိထားပြီးမြတ်စွာဘုရားဟာအင်ဂူလီမာလာကိုတွားချွေရတာပဲလို့ ကိုမြင့်စွေကပြောပြတယ်။ပြီးတော့မှအကြီးဟာအကြီးဖေဖေပေါ်မှာပြမမိတာတွေကြည်ပြောက်အောင်ညအရာဝင်တိုင်းကြောပြီးမှအိတ်ကြောတဲ့အခါမှာလေကိုနှုတ်စိတ်နဲ့ကျူးလွန်ပြမခဲ့တဲ့များတွေကိုတီးခံပါဖေဖေလို့ပါဇက်ကလည်းစုံအောင်လို့အကြီးကိုဆုံးပါတယ်။အကြီးလည်းခေါင်းညိုင်နေတနင်္ဂနွေကျတော့အကြီးတို့တိုင်မှာမြို့ပေါ်ကလူကြီးလူကောင်းတွေဖဲ့ပြီးလက်လက်စာကျွေးတယ်။ထမင်းစားပြီးတဲ့အခါဆရာအောင်ဦးအောင်ဖေက ကိုမြင့်စွေနဲ့အကြီးတို့ရဲ့ကိုစားစိစက်ကြောင်းလန်းပစ္စည်းချောင်းကိုကြီးညာတယ်။တရင်ကျွေရင်လက်ထံမဲဆိုတာကိုလည်းကြီးညာလိုက်တယ်။အဲ့တဲ့တွေအားလုံးပြန်ကုန်တဲ့အခါအကူကြီးရဲ့ကန့်ကျူးပြီးတာအင်မတန်ထူးဆန်းတယ်လို့အကူကြီးပြောပြောနေတာဟာတိတ်မှန်တာပဲ။မင်းမယားအကူကြီးကိုတိတ်ပြီးမြတ်တာရှိတယ်။ဒါပေမဲ့အကူကြီးနဲ့နှစ်ဖူးစာမပါဘူး။ဖေဖေနဲ့သာနှစ်ဖူးစာပါတယ်။အဲ့ဒါကြောင့်ဖေဖေနဲ့ပဲအိမ်အောင်ချရတယ်။အကူကြီးဟာအကြီးနဲ့မှနှစ်ဖူးစာပါတယ်။ဒါကြောင့်တက်တလုံးလူပြိုကြီးလုံပြီး အကြည့်အရွယ်ရအောင်စောင့်နေရတယ်လို့ရဲပြီးပြောတယ်။အကြည့်ရဲ့အကြည့်မိမိဟာအကူကြီးကိုမြစ်တာရှိတယ်ဆိုတာဟာအကူကြီးလည်းမသိရပါလားကွ။เจ้าတော်ကတော့မကင်လာကိုညီမလေးလိုစောင့်ရှောက်ပါဆိုတာမိမိကအကူကြီးကိုခဏခဏမာတယ်။ဒါကြောင့်အကူကြီးကတော့ညီမလေးလိုစောင့်ရှောက်လာတာပဲလို့ကိုမင်းစေကပြောတယ်။အကြည့်ကသူ့အမေပြောသားသမီးတွေကိုအကုန်ပြန်ပြောပြတယ်။ကိုမင်းစေလည်းခဏလောင်နေပြီးတွေးရင်ငယ်ငယ်ကသူနဲ့မကင်လာတို့ရဲ့အဖြစ်အပျက်တွေကို ပြန်ပြီးမြင်နေတယ်။တောင်းလောက်ကြတော့မှကန်စန်းကျယ်ပုံကတော့မပြောနဲ့တော့ကြည့်။နန်းတော်ပေါ်စမ်းနေတဲ့မြေပြားကောင်ကြီးနဲ့ဒေါနံမြန်မဲကြီးတွေမှာတရားကျင့်နေတဲ့ယတိအားညာရမယ်လို့ဘီရင်ဆရာဟောမိရင်ရှာအလိခံရမှာပဲနော်။ဒါပေမဲ့တကယ်ဖြစ်ခဲ့တာရှိတယ်။ရှီတုံကအလားကပ်ပါမင်းနဲ့ဝဋ္ဌဒီဘကမင်းနှစ်ပါးဟာတံဝေကရတဲ့အတွက်ထီးနှံကိုဆွန်ပြီးတောထွက်ကြတယ်။အဲ့ဒီယတိနှစ်ပါးအနက်ဝဋ္ဌဒီဘကယတိကွင်လွန်သွားတယ် အလကပရည်တွေတပါပဲတောနယ်ကြီးတွေမှာတရားထုံနေတယ်။ဒီနေ့ကျတော့ကောသံပြည်ပြည်မှာပူရန်တပ်ပါမင်းကြီးဟာနေစီလာစီကိုုံရှိတဲ့သူ့မိဖုရားကြီးနဲ့နေပူသာလုံးနေတော့ငှက်စင်ကြီးတကောင်ဟာကပလာနီခြုံထားတဲ့မိဖုရားကြီးကိုတားတက်လို့ထင်ပြီးအတင်းတုတ်သွားတယ်။ဒီငှက်စင်ဟာသူ့အစာစားနေကြပင်ရောင်ပင်ကြီးကိုရောက်တော့သူ့တုတ်လာတဲ့မိဖုရားကြီးကိုစားမလို့တိပင်ခွာကြမှာနားတယ်။အဲ့ဒီအခါမိဖုရားကြီးကလက်ခုပ်တီးအော်ဟစ်ပြီး ခြောက်လိုက်တာငှက်စင်လည်းပြန်ပြေးပြီးမကြခင်ပဲမိဖုရားကြီးအားတားကလေးတယောက်ကိုတစ်ပင်ခွာကြမှာဖွားတယ်ဒီတားကလေးကြီးလာတဲ့အခါဥဒိနာမင်းဖြစ်လာတယ်စောင်းတီးအမတန်ကောင်းတယ်သူတီးလာရင်ဆင်းနေလာရတယ်မြတ်စွာဘုရားကိုစော်ကားတယ်မာဂန္ဒီဆိုတာဥဒိနာမင်းရဲ့မိဖုရားတစ်ပါးပေါ့အဲ့ဒီဥဒိနာမင်းသားကလေးကိုမွေးတဲ့ပင်ချောင်ပင်ကြီးနဲ့မဏိမဝေမှာအလားကပယတိရဲ့အကြောင်းရှိတယ်ယတိဟာကလင်းကိုယ်တိုင်ကြပြီးတားမိနှစ်ယောက်ကိုကယ်ထားရတယ် အကြီးကအကူကြီးကိုဘုန်းကြီးမလုံနိုင်အောင် လုပ်သလိုပဲမိဖုရားကြီးကရတေကြီးကိုဟိုအားလုံးတရားလုံးနဲ့လုပ်လိုက်တာရတေကြီးလည်းတိလာရီပြက်ပြီးမိဖုရားကြီးနဲ့ညားရတာပါပဲကံရဲ့အကျိုးပေးပုံဟာဘလောက်ထူးဆန်းတယ်လဲကြီးနေပူစားလုံးနေတဲ့မိဖုရားကြီးဟာတော်ရက်ကရတေကြီးနဲ့ညားဖို့ကံပါလာတော့ငှက်စင်ကြီးကဝင်းတုတ်ပေးရတယ်လို့ကိုမြင့်စွေကပြောတယ်